ီးခဲ့တဲ့နိုဝင်ဘာလကမွန်ပြည်နယ်အတွင်းလုံခြံပစ်ခတ်တပ်ဖြတ်မှုတွေကြောင့်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်ည10:00နာရီခွဲခန့်ကမော်လမြိုင်မြို့မြင်းနီကုန်းရက်ကွက်မြို့ဆောင်လမ်းနဲ့မဟာမြိုင်ရက်ကိုလန်းထိပ်မှဖွင့်လှစ်ထားတဲ့မြင်းသူလမ်းစပင်မိတ်ကပ်ဆိုင်ရှိမှာအလားပြုပြင်လုပ်ငန်းလုပ်ကင်သူ၃ဦးတနက်နေ့ပြစ်ခတ်ခံရပြီး၂ဦးသေဆုံးက တဦးတနက်တရာရရှိခဲ့ကြောင်းရက်ွက်နေပြည်သူတွေထံကသိရပါဗျ။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာ18ရက်နေ့မောလဲ3:45မိနစ်ခန့်ကရေးမြို့နယ်ရံမျိုးအောင်ရက်ွက်နေအသက်42နှစ်အရွယ်ဒေါခင်ဆန်းရီဆိုသူအမျိုးသမီးဟာ၎င်းရဲ့နေအိမ်မှာရှိနေစဉ်ရေးမြို့နယ်ဖလန်ချောင်းဝကျေးရွာနေတူတော်ဆက်သူအသက်30အရွယ်မောင်ဖြူဆိုသူရောက်ရှိလာပြီးတနက်နဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတို့ကပြောပါရယ်။ ၎င်းကဆက်လက်ပြီးတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးတဲ့အခါမှာတနက်နေ့ပြစ်ခတ်မှုမတိုင်ခင်အတော်ဖြစ်သူဒေါခင်ဆန်းရီနဲ့တူဖြစ်သူမောင်ဖြူတို့ကအမွေကိစ္စနဲ့စကားများရန်ဖြစ်ကြတယ်လို့ကြားသိရတယ်။ပြီးတော့မောင်ဖြူကပြန်သွားပြီးမှတနက်ယူလာပြီးအတော်ဖြစ်သူကိုပြစ်တက်လိုက်တာလို့သိရပါတယ်လို့ပြောပါတယ်။အတော်ဖြစ်သူကိုတနက်နေ့ပြစ်တက်ခဲ့သူမောင်ဖြူဟာလည်းထွက်ပြေးလွတ်မြောက်နေစေဖြစ်ကြောင်းနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးရေမြုံမရဲစခန်းမှာပ93မြင်းဆောင်2025ရာဇသက်ကြီးပုံမှ300နှစ်နဲ့အမှုဖွင့်ထားကြောင်းသိရပါတယ်။ ဒါပြင်နိုဝင်ဘာ26ရက်ည9:00နာရီခန့်ကလည်းရေမြို့နယ်အစင်ဆန်ပြကြေးရွာနေပြည်သူစစ်တပ်ဖွဲ့ဝင်တအုပ်ဖြစ်သူအသက်50အရွယ်ဦးမောင်ဖဲဆိုသူဟာအစင်ကြေးရွာဘက်ကနေဈေးပြူတောင်ကြေးရွာဘက်ကိုဆိုင်ကယ်နဲ့သွားနေစဉ်နောက်ကလိုက်လာတဲ့ဆိုင်ကယ်တစည်းပေါ်ကတနက်သမားတွေကဦးမောင်ဖဲကိုတနက်နဲ့ပြစ်တက်ခဲ့တဲ့အတွက်ဦးမောင်ဖဲဟာဦးကောင်းနဲ့ရှင်ဘတ်တို့မှာတနက်တရားရီနဲ့အခင်းဖြစ်နေရမှာပဲတေဆုံးခဲ့တယ်လို့သိရပါဗျာ။ အခုနှစ်မွန်ပြည်နယ်အတွင်းလုံခြံပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်55ဦးထပ်မံနေသေဆုံးထားပြီး5ဦးဟာ ကြည်ထိမှန်တရားရရှိခဲ့ကြောင်းဒေသတွင်သတင်းအရင်းမြစ်တွေထံကသိရပါဗျ။